ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မိုင်းဆက်မြို့အခြေစိုက်စကခ14ကနေထုတ်ပေးထားတဲ့ပြည်သူ့စစ်ကပ်ပြားကိုင်းဆောင်ထားသူတအုပ်အပါအဝင်ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့မှာရှိတဲ့ရွှေဆိုင်တဆိုင်ကိုဓမြတိုက်ခဲ့တဲ့အမျိုးသား2ဦးကိုဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ပြီးခဲ့တဲ့မေလ22ရက်နေ့ကမူဆယ်မျိုးဈေးရက်ကွက်မှာရှိတဲ့ရွှေဆိုင်တဆိုင်ကိုလက်နက်ကင်ကဓမြတိုက်ခဲ့ခြင်းဖြစ်ပြီးတော့အဲ့ဒီဓမြတိုက်မှုကိုပြည်သူ့ဆက်အဖွဲ့ဝင်များကဥဆောင်ပြီးကျူးလွန်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ကျူးလွန်တဲ့သူ9ဦးတည်းက2ယောက်ကိုတော့မေလ22ရက်နေ့မှာဖမ်းဆီးရမိထားတယ်လို့မူဆယ်ဒေသခံတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်။ရွှေဆိုင်ကိုဓမြတိုက်တာကပြည်သူ့ဆက်3ဦးကကင်းထောင်းတဲ့လုံခြုံရေးလုပ်ပေးပြီးတော့ပြည်သူ့ဆက်တယောက်ရဲ့ညီနဲ့အခြားရက်သားတယောက်ပေါင်းပြီးတော့တိုက်ရာကနေဖမ်းပြီးတော့အကုန်လုံးပေါ်သွားတဲ့သဘောပါ။ ပုံပါချတဲ့ကပြည်သူစစ်တရားရဲ့ညီလို့သိရပါတယ်ပြည်သူစစ်ကတ်ကိုကန်ပြီးဝင်တဲ့သဘောပါလို့မေလ24ရက်နေ့ကပြောပြထားပါတယ်ပြည်သူစစ်ကတ်ကိုရှမ်းအရှိမိုင်းဆက်အခြေဆိုင်စက္ကခ14ကထုတ်ပေးထားတော့လေမူဆယ်မှာရှေ့တန်းအဖြစ်နဲ့အခြေပြုထားတဲ့ပြည်သူစစ်ဖြစ်တယ်လို့သိရပါတယ်ဖန်းစီရရှိသူရဲ့ပြည်သူစစ်ကတ်ထဲမှာရန်ကြားမှု20နှစ်လို့ဖော်ပြထားသလိုတနက်ဟာလဲစစ်တပ်ကထုတ်ပေးထားတဲ့တနက်ဖြစ်တယ်လို့သိရပါတယ်ဖန်းစီရရှိသူနဲ့အတူပြည်သူစစ်တပ်တွေကကတ်ပြကြီးဖြည့်ထားတဲ့ပစ္စတိုတနက်တက်လက်နဲ့ ရွှေတဲ့အချုပ်ကိုတင်စီရမိခဲ့တယ်လို့သိရပါတယ်။မူဆယ်မြို့ထဲမှာပြည်ကန်ဒေတာတိုင်းဆက်ဌာနချုပ်လက်အောက်အမိခံပြည်သူ့စစ်အဖွဲ့များကအွန်လိုင်းဂိမ်းရုံကာစီနိုလောင်းကစားဝိုင်း KTV တို့ကိုလုံခြုံရေးယူပေးထားသလိုမြို့မှပြည်သူ့စစ်လိုမျိုးပြည်သူ့စစ်အဖွဲ့ပေါင်းများစွာဟာလဲပြည်တစားရုံကအစဒုစရိုက်လုပ်ငန်းပေါင်းစုံကိုလုတ်ကင်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။